ပါကစ္စတန်နိုင်ငံပိုင်တဲ့အချမ်းကကက်ရှမီးယားဒေသဖော့ခ်အတွင်းရှိအကြမ်းဖက်လက်ရှ်ကာယီထိုင်ပါနဲ့ဂျိုင်းရှီမိုဟာမက်အဖွဲ့တွေရဲ့ဌာနချုပ်တွေနဲ့စခန်းတွေကိုမေလ9ရက်ကတိုက်ခိုက်ခဲ့တယ်လို့အိန္ဒိယအရာရှိတွေကပြောကြားခဲ့ကြောင်း Indian Express ကဖော်ပြခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Operation Sindhu Sindhu စစ်စင်ရေးလို့အမည်ပေးခဲ့ပြီးမေလ9ရက်ကဒေသစံတော်ချိန်နနက်တနာရီ9မိနစ်မှာတနာရီမိနစ်30အတွင်းပြုလုပ်ခဲ့ကြောင်းအိန္ဒိယစစ်တပ်ကထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယဗကြံရှိကက်ရှမီးယားဒေသရဲ့ဘာဟေဂန်မြို့မှာအကြမ်းဖက်သမားတစုက AB လကတိုက်ခိုက်ခဲ့တာကြောင့်ခီးတွား 126ဦးသေဆုံးခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်သေဆုံးခဲ့သူတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေအတွက်တရားမျှတမှုရှိစေဖို့အတွက်စင်တူစစ်စင်ရေးကိုပြုလုပ်ခဲ့တာဖြစ်တယ်လို့အိန္ဒိယစစ်တပ်ကဗိုလ်မှူးကြီးဆိုဖီယာကိုရက်ရှီကပြောကြားခဲ့ပါတယ်။အဲ့ဒီစစ်စင်ရေးအတွင်းအကြမ်းဖက်သမားတွေရဲ့စခန်းကိုကူကိုပိတ်မထားခဲ့ပြီး အောင်မြင်စွာတိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းသူကပြောပါတယ်။အိန္ဒိယလေတပ်ရဲ့တမူဗီယိုမီကာဆင်ဟာနိုင်ငံခြားရေးဝန်ကြီးဗစ်ကရမ်မစ်စရီဗိုလ်မှူးကြီးကိုရက်ရှီတို့နဲ့အတူစစ်စင်ရေးအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။အဲ့ဒီရှင်းလင်းပွဲမှာအကြမ်းဖက်စခန်းတွေကိုနီးပညာမြင့်လက်လက်တွေအသုံးပြုပြီးပြစ် ြစ်မှတ်တိကျစွာနဲ့ပတ်ဝန်းကျင်ကိုအထိခိုက်နည်းနိုင်သမျှနေအောင်ပြစ်မှတ်တွေကိုစနစ်တကျရွေးချယ်တိုက်ခိုက်ခဲ့တယ်လို့ပြောကြခဲ့ပါတယ်ပြစ်မှတ်တစ်ခုချင်းစီရဲ့တည်ရောက်မှုဟာတတ်မှတ်ထားတဲ့အဆောက်အုံဒါမှမဟုတ်တတ်မှတ်ထားတဲ့စခန်းတွေကိုသာတည်ရောက်မှုရှိပြီးပြစ်မှတ်အားလုံးကိုတိတိကျကျချေမှုန်းနိုင်ခဲ့ပါတယ်လို့ဆင်ကပြောကြခဲ့ပါတယ်အဲ့ဒီစစ်စင်ရေးမှာစစ်ဘက်ဆိုင်ရာစခန်းတွေကိုပြစ်မှတ်ထားခဲ့ခြင်းမရှိကြောင်းအိန္ဒိယဟာမိမိတို့ရဲ့တုတ်ပြမှုအတွက်ထင်းထင်းသင်းသင်းဆောင်ရွက်ခဲ့တာကိုပြသနိုင်ခဲ့ကြောင်းဒါပေမဲ့ပါကစ္စတန်ဘက်မှမတော်ဆထိခိုက်သေးဆုံးမှုတွေရှိနိုင်တဲ့အခြေအနေကိုတုတ်ပြန်ဖြေရှင်းဖို့အိန္ဒိယစစ်တပ်ကအသင့်ပြင်ထားကြောင်းအဲ့ဒီလိုမတော်ဆသေဆုံး မှုတွေရှိခဲ့မယ်ဆိုရင်တင်းမာမှုကိုမြင့်တက်စေလိမ့်မှာဖြစ်ကြောင်းသူကပြောကြားခဲ့ပါတယ်။ဘိုမူဂျီကူရရှိနဲ့လီဒတ်တမူဆင်မနိုဟာပါကစ္စတန်နိုင်ငံအတွင်းနဲ့ပေါက်ဒေတာရှိ အဂျပ်ဖတ်စခန်းရဲ့မြေပုံတွေနဲ့တိုက်ခတ်မှုဗီဒီယိုမှတ်တမ်းတွေကိုအသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ Operation Sindor စင်တူစစ်စင်ကြီးကိုခိုင်မာတဲ့ထောက်လန်းရေးတရင်တွေနဲ့အဲ့ဒီအဆောင်အုံတွေရဲ့အဂျပ်ဖတ်လှုပ်ရှားမှုတွေအပေါ်အခြေခံပြီးပြုလုပ်ခဲ့တာဖြစ်တယ်လို့ဘူမူဂျီကူရရှိကပြောကြားခဲ့ပါတယ်။အရက်ဘတ်အခြေခံအဆောင်အုံတွေထိခိုက်ခြင်းမရှိစေဖို့နဲ့အရက်သားတွေထိခိုက်တည်ဆုံခြင်းမရှိစေဖို့ပြတ်မှတ်နေရာတွေကိုစစ်စစ်ရွေးချယ်ပြီးမှတိုက်ခိုက်တာဖြစ်တယ်လို့လည်းကူရရှိကပြောကြားခဲ့ပါတယ်။